္ဂလာပါရှင်ကျမကတော့ဂျာမုံပါနိုဝင်ဘာ10ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြစ်ရပ်တွေကိုတင်ဆက်ပေးပါမယ်ရှင်စစ်အာဏာရှင်ဟောင်းဆူဟာတိုကိုအမျိုးသားသူရဲကောင်းစုချီးမြှင့်တဲ့အပေါ်အင်ဒိုနီးရှားမှာအငင်းပွားနေကြပါတယ်ဤကွေဒေါ်အကျဉ်ထောင်ထောင်ဆူမှုမှာလူ32ဦးသေဆုံးခဲ့ကြတာပါမလေးရှားကမ်းလွန်မှာရိုဟင်ဂျာဒုက္ခသည်လေးနစ်မြုပ်ပြီးဒါဇင်နဲ့ချီပျောက်ဆုံးနေပါတယ်ဒီသတင်းတွေပြောပြပေးပါမယ်ရှင်အငင်းပွားဝေဖန်မှုတွေရှိနေတဲ့အချိန် အင်ဒိုနီးရှားအစိုးရကနိုင်ငံကောင်းဆောင်ဟောင်းဆူဟာတိုကိုအမျိုးသားသူရဲကောင်းတဦးဖြစ်စရင်သွင်းသတ်မှတ်ခဲ့ပါတယ်။ဆူဟာတိုကနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ထိရောက်တဲ့ဦးစားမှုပေးခဲ့တယ်လို့တစ်ဖက်မှာလည်းနိုင်ငံရေးအရပြင်းထန်တဲ့ဖိနှိပ်မှုတွေလှုပ်ဆောင်ခဲ့ပြီးအာနာရှင်တဦးလို့ဆွဆွဲခံခဲ့ရသူပါ1960နဲ့1990ပြည့်လွန်နှစ်တွေအတွင်းမှာဆူဟာတိုဦးဆောင်တဲ့အစိုးရဟာအင်ဒိုနီးရှားနိုင်ငံကိုစီးပွားရေးအရထူကယ်မြင်သာတဲ့တရိပ်ပြမှုတွေစီးဆောင်ကျင်းပေးနိုင်ခဲ့ပါတယ် တခြားတစ်ဖက်မှာတော့ဆူဟာတိုကြီးဆိုတဲ့ကာလအတွင်းအတိုက်ခံအင်အားစုတွေတိမ့်နေချီဖမ်းဆီးခံရပြီးအများအပြားအသက်ခံခဲ့ရတယ်လို့သမိုင်းသူတေတီတွေက ပြောပါတယ်။အင်ဒိုနီးရှားမှာတော့နိုင်ငံအတွက်ကောင်းကျိုးတည်ပိုးခဲ့တဲ့နိုင်ငံသားတွေကိုချီးကျူးဂုဏ်ပြုတဲ့အနေနဲ့အမျိုးသားသူရဲကောင်းစုကိုနှစ်စဉ်အနင်းလေးရှိတာပါ။နိုဝင်ဘာ10ရက်နေ့မှာတော့အဲ့ဒီစုချီးမြှင့်ခံရသူ10ဦးစည်ရင်မှာကွယ်လွန်သူဆူဟာတိုလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။လက်ရှိသမ္မတပရာဘိုဘိုဆူဘီယန်တိုကဆူဟာတိုရဲ့သမတ်ဖြစ်ခဲ့သူပါ။ ဂျာကာတာမှာကျင်းပတဲ့ဆုချီးမြှင့်ပွဲအခမ်းအနားမှာတော့ဆူဟာတိုအစားသားသမီးတွေကဆုကိုလက်ခံယူခဲ့ပါတယ်။အောက်တိုဘာလတုန်းကဆုအတွက်စကားတင်နမိ90စည်ရင်ကိုအင်ဒိုနီးရှားလူမှုရေးနဲ့ရည်ကြီးမှုဝန်ကြီးဌာနတွေကအစိုးရစီတင်သွင်းခဲ့ပါတယ်။အဲ့ဒီကလေးကဆူဟာတိုရဲ့နမိပါလာတဲ့အပေါ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကဝေဖန်ကန့်ကွက်တာတွေရှိခဲ့တာဖြစ်ပါတယ်။စုပေးပွဲအကြောင်းဓာတ်ရိုက်ထုတ်လွှင့်ပြသခဲ့တဲ့ရုပ်တံရဲ့နောက်ခံစကားပြောထဲမှာတော့ ဆူဟာတူဟာအင်ဒိုနီးရှားရဲ့လွတ်လပ်ရေးကာလမှာထင်ရှားတောက်ပလာခဲ့ပြီး1945ခုနှစ်တုန်းကဂျပန်တပ်တွေလက်နက်ချမှုကိုအဓိကဦးဆောင်ခဲ့တယ်လို့ထည့်သွင်းပြောကြားထားပါတယ်။ဒါပေမဲ့ဆူဟာတူကိုနိုင်ငံရဲ့ဂုဏ်ယူဆရာဆုတစ်ခုချီးမြှင့်တာကမလျော်ကန်တဲ့လုပ်ရမျိုးလို့လူမှုအသင်းအဖွဲ့တွေကဝေဖန်ခဲ့ကြတာပါ။ပြီးခဲ့တဲ့သတင်းပတ်တုန်းကဂျာကာတာမှာလူပေါင်း100လောက်စုဝေးခဲ့ပြီးဆုအတွက်ဆူဟာတူကိုနမေထည့်သွင်းအဆိုပြုတဲ့အပေါ်စံတပြခဲ့ကြပါတယ်။ နောက်ထပ်နိုင်ငံသား16000လောက်ကလည်းဒီကိစ္စကိုကန့်ကွက်ကြောင်းအွန်လိုင်းလှုပ်ရှားမှုတစ်ခုမှာပါဝင်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်စစ်ကောင်းဆောင်ဟောင်းတဦးလေးဖြစ်တဲ့ဆူဟာတိုကအင်ဒိုနီးရှားနိုင်ငံရေးသမိုင်းကြောင်းရဲ့အရှုပ်ထွေးဆုံးကာလတစ်ခုဖြစ်တဲ့1965ခုနှစ်မှာစတင်အာဏာရလာပြီးနောက်ထပ်နှစ်နှစ်အကြာမှာပဲသမရယာတူးကိုရယူခဲ့ပါတယ်အဲ့ဒီနောက်ပြည်လုံးကျအောင်ကြွားမှုတွေအပြီး1998ခုနှစ်မှာတော့ယာတူးကနေနှုတ်ထွက်ခဲ့တာပါသူ့ရဲ့ဆယ်စုနှစ်သုံးခုကြာအုပ်စိုးမှုအတွင်း ညှဉ်းပန်းနှိပ်စက်မှုတွေလက်စားဖျက်မှုတွေအယက်သားအခွင့်အရေးကိုချိုးနှိမ်မှုတွေဖုံးလွှမ်းနေခဲ့ပါတယ်။ဆူဟာတိုလက်ထက်မှာအင်ဒိုနီးရှားဟာအာဂရိကိစ္စတွေအရန်ထူပြောခဲ့ပေမဲ့အစိုးရရန်တရားကတော့အထူးအောင်မြင်ခဲ့တာပါ။အင်ဒိုနီးရှားရဲ့စီးပွားရေးတိုးတက်မှုဟာသူအုပ်စိုးတဲ့ကာလအတွင်းနှစ်အလိုက်ပြင်းမြခုနှစ်ရာခိုင်နှုန်းတိုးခဲ့တာဖြစ်ပါတယ်။အခုဆိုရင်အင်ဒိုနီးရှားဟာရှီတောင်အာရှရဲ့စီးပွားရေးအင်အားအတောင့်တင်းဆုံးနိုင်ငံအဖြစ်ရပ်တည်နေပါပြီ။ဆူဟာတိုသဘောအကျဆုံးကုန်ပုတ်တစ်ခုကတော့ ဖွံ့ဖြိုးရေးဖခင်ကြီးဆိုတဲ့ညှိုးဆော်မှုပါဒါပေမဲ့သူကိုယ်တိုင်ကတော့အာဏာရလာချိန်မှာဒေါ်လာဘီလီယံနဲ့ချီများပြတဲ့ငွေကြေးတွေကိုအလွဲသုံးစားလုပ်ခဲ့တယ်လို့ကျဲကျဲလောင်လောင်ဆွဆွဲမှုတွေရှိခဲ့ပါတယ်1998မှာတော့ဘန်ဒါရေးအကြက်တဲတခုကျုံလာပြီးတနင်္ဂနွေလုံးကအုံကြွဆန့်ကျင်လာတဲ့အခါမှာဆူဟာတိုသမရအဖြစ်ကနှုတ်ထွက်ပြီးငြိမ်ငြိမ်ချမ်းချမ်းအာဏာလွှဲပြောင်းဖို့လက်ခံပေးခဲ့ပါတယ်2008ခုနှစ်နှစ်စန်းပိုင်းမှာတော့ဆူဟာတိုအသက်86နှစ်အရွယ်မှာကွယ်လွန်ခဲ့ပါတယ်ရှင် အီကွေဒေါနိုင်ငံမှာထောင်စုမှုတစ်ခုကနေကြမ်းတမ်းရက်ဆက်တဲ့လူသက်ပွဲတွေအတွင်ကူးပြောင်းသွားပြီးအကျဉ်းသားအများစုအပါအဝင်လူ32ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာ9ရက်နေ့တုန်းက El Oro ပြည်နယ်ရဲ့မာချာလာကျင်းထောင်ထဲမှာနာယီတချို့ထိကြာမြင့်တဲ့စူပူမှုတွေဖြစ်ပေါ်ခဲ့တာပါ။အာနာပိုင်တွေကအခြေအနေကိုထိန်းချုပ်ပြီးထောင်ထဲကိုဝင်ရောက်စီးနင်းတဲ့အခါမှာတော့အကျဉ်းသားအလောင်း28လောင်းကိုရှာတွေ့ခဲ့ပါတယ်။သေဆုံးသူအများစုကအတင်းအကျပ်ဇွဲကြိုးချတာခံရလို့ ရုတ်တရက်အသက်ရှူချက်တည်ဆုံးကြတာဖြစ်ကြောင်းမှုကင်းစစ်ဆေးရေးအရာရှိတွေကဆိုပါတယ်ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကနားလည်ရခတ်ပြီးရှုပ်ထွေးနေသေးကြောင်းထောင်အာဏာပိုင်တွေက ပြောတာပါနိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့မာချလာမြို့ကအချင်းထောင်ထဲမှာဒေသစံတော်ချိန်မနက်အစောပိုင်း3နာရီလောက်ကစလို့စူပူမှုဖြစ်ပွားခဲ့ပါတယ်ထောင်ထဲမှာတနက်တန်တွေပောက်ကွဲတန်တွေအော်ဟစ်အကူအညီတောင်းတန်တွေစူးစူးညံ့ညံ့ကြားနေခဲ့ရတယ်လို့အနည်းတဝိုက်မှာနေထိုင်သူတွေကပြောပါတယ်အခင်းဖြစ်တဲ့နေရာမှာအကျဉ်းသားတွေအပြင် နောက်ထပ်၄ဦးလည်းသေဆုံးခဲ့ကြောင်းပြီးတော့ရဲတအူးနဲ့အကျဉ်းသား33ဦးဒဏ်ရာရခဲ့ကြောင်းထောင်အာဏာပိုင်တွေကထုတ်ပြန်ပါတယ်အကျဉ်းသားမဟုတ်တဲ့သေဆုံးသူတွေဟာထောင်ဝန်ထမ်းတွေလားဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူးနောက်တော့အထူးရဲကော်မန်ဒိုအဖွဲ့တွေကထောင်ကိုစီးနှင်းခဲ့ပြီးအခြေအနေကိုထိန်းချုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်ထောင်တဲကစူပူမှုဟာပြိုင်ဘက်ဒုစရိုက်ဂိုင်းတွေကြားကရန်ပွဲမျိုးလားဆိုတာကိုတော့အတိမပြုနိုင်သေးပါဘူးမာချာလာအကျဉ်းထောင်မှာစက်တင်ဘာလကုန်ပိုင်းတုန်းကလည်း နောက်ထပ်ထောင်တွင်းရန်လိုတိုက်ခိုက်မှုတွေဖြစ်ပေါ်ခဲ့ရာကအကျဉ်းသား73ဦးနဲ့ထောင်ဝန်တန်း2ဦးသေဆုံးခဲ့ရပါတယ်ရှင်။ရိုဟင်ဂျာဒုက္ခသည်တွေလိုက်ပါလာတဲ့ဆက်လီတစီပင်လယ်ပြင်မှာနစ်မြုပ်ပြီးလူတွေဒါဇင်နဲ့ချီပျောက်ဆုံးနေတယ်လို့မလေးရှားအာဏာပိုင်တွေကနိုဝင်ဘာ9ရက်နေ့မှာပြောကြားခဲ့ပါတယ်။အဲ့ဒီဒုက္ခသည်တွေကရခိုင်ပြည်နယ်ဘူးတိတောင်မြို့နယ်ကနေစတင်ထွက်ခွာခဲ့ပြီးထိုင်းနဲ့မလေးရှားတို့ရဲ့ကမ်းလွန်ပင်လယ်ပြင်မှာနိုဝင်ဘာ6ရက်နေ့ကဒုက္ခရောက်ခဲ့ကြတာလို့မလေးရှားအာဏာပိုင်တွေကပြောပါတယ်။ မလေးရှားကမ်းခြေဆောင်တပ်ဟာလှေစည်းဒုက္ခသည်73ဦးကိုအသက်ရှင်ရကယ်ဆယ်နိုင်ခဲ့ပြီးခုနှစ်ဦးရဲ့အလောင်းတွေကိုရှာတွေ့ထားပါတယ်။ကနအူးစုံစမ်းမှုတွေအရအဲ့ဒီဆက်လေကြီးပေါ်မှာစုစုပေါင်းရိုဟင်ဂျာဒုက္ခသည်300ကျော်လောက်ပါဝင်တယ်လို့သိရှိထားကြောင်းမလေးရှားကမ်းခြေဆောင်တပ်ရဲ့အကြီးအကဲကဆိုပါတယ်။မလေးရှားရေပိုင်နဲ့နာချင်းကလာချိန်မှာပင်မရင်ရင်ပေါ်ပါလာသူတွေကဆက်လင်ငယ်3စီးပေါ်ကို ခွဲဖြန့်ပြီးရွှေ့ပြောင်းခဲ့တာပါ။အဲ့ဒီ3စီးတွေကတစီးတိမ့်မှောက်နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။ ဒီတော့နစ်သွားတဲ့လှေပေါ်မှာခက်မှန်းကြီးလူတရာလောက်စီးနှင်းလိုက်ပါခဲ့လိမ့်မယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေကခန့်မှန်းထားပါတယ်။လှေနစ်မြုပ်ပြီးတဲ့နောက်ရိုဟင်ဂျာဒုက္ခသည်တချို့နဲ့အလောင်းတွေကမလေးရှားမြောက်ပိုင်းအပန်းဖြေကျွန်းတစ်ခုဖြစ်တဲ့လန်ကာဝီရဲ့ကမ်းခြေစီကိုရေစီးနဲ့မျောလာကြတာဖြစ်ပါတယ်။ဘယ်အချိန်တုန်းကဘယ်နေရာမှာလှေနစ်မြုပ်ခဲ့သလဲဆိုတာကိုတိတိကျကျအတိမပြုနိုင်သေးဘူးလို့လဲကမ်းခြေဆောင်တပ်ကပြောပါတယ်။ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR ကတော့ ဒေသဆိုင်ရာအာဏာပိုင်တွေအနေနဲ့ဒုက္ခသည်တွေကိုရှာဖွေတဲ့လုပ်ငန်းစဉ်ကိုပိုပြီးအရှိန်အဟုန်မြှင့်တင်ပေးဖို့တိုက်တွန်းတောင်းဆိုထားပါတယ်။အခုနှစ်အတွင်းရိုဟင်ဂျာ9200လောက်ဟာအဲ့ဒီလိုနီလန်မျိုးနဲ့နေရက်ဒေသကိုစွန့်ခွာခဲ့ကြတယ်လို့ယုံကြည်ရပြီးသူတို့တွေက600လောက်ဟာပင်လယ်ပြင်မှာသေဆုံးပျောက်ဆုံးခဲ့တယ်လို့ UNHCR ရဲ့ပြောရေးဆိုခွင့်ရှိသူအရာရှိကပြောကြားထားပါတယ်ရှင်။ People's Spring ရဲ့နောက်ဆုံးရသတင်းတွေကိုနားဆင်ပြီးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။